ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ one friday by 126တိုင်ပွဲမှာ1ရဲ့ voucher fighter အတော်များများပါဝင်ခဲ့ပါတယ်ဒီထဲကတယောက်ကတော့ရော့ထန်ရဲ့ယောက်ဖဆန်ကာသစ်ပါပဲဆန်ကာသစ်ခုဆိုရင်၃ပွဲထိုးပြီနော်၃ပွဲလုံးသူဒီ kickboxing ကြီးပဲထိုးခဲ့ရတယ်ဒီပွဲမှာလည်း1ဟာဆန်ကာသစ်9လောက်မဲ့အခင်းချင်းမျိုးကိုခင်းချင်းပေးထားတယ်တကယ်လည်းပဲ9ပွဲရရှိသွားခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့ စံဃာစစ်က1 Friday by 1 to 6ပြိုင်ပွဲမှာတူရကီဖိုက်တာကိုရန်ကုနဲ့ပွဲထိုးခဲ့ရတယ်။ဒီပွဲကတော်တော်စိတ်ပျက်ဖို့ကောင်းတယ်။မနေ့ကကြည့်ခဲ့တဲ့1 Friday by 1 to 6ပြိုင်ပွဲထဲမှာပြီးရင်ညီငွေဖို့အကောင်းဆုံးပွဲစိတ်ပျက်စရာအကောင်းဆုံးပွဲပွဲရသဘာတခုမှမရှိခဲ့တဲ့ပွဲလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်။ဘာကြောင့်ဒီလိုပြောရသလဲ။တူရကီဖိုက်တာကိုရန်ကုရဲ့လုပ်ရည်တွေကြောင့်ပါပဲ။ကိုရန်ကုကပထမပွဲကြီးစကြတဲ့က နည်းနည်းတော့ပဲအပြန်အလှန်ရှင်ထိုးတယ်ရော့ဒိုင်ရောက်ပါဆန်ကာတစ်ကနေအဲ့လိုပေါ့လေရှီတော့ကန်ချက်ထုတ်သုံးတဲ့အချိန်မှာသူ့ရဲ့မတော်နေရာကိုကာထားတဲ့အကာပေါ့အဲ့ဒါကိုသူသေးချာပြင်ဆင်လာလို့လားမသိဘူးအဲ့နေရာကိုထိပြီဆိုတာနဲ့သူကပွဲနာတောင်းပြီးဆမ်မထိုးရင်တို့လိုနောက်ကိုဆုပ်ပြီးသွားပြီးကျွိုင်းတိုင်လူကြီးကိုဇောရကတက်ပြီးအနာတောင်းပြီးမျိုးစုံလုပ်နေခဲ့တယ်အဲ့တော့တကယ်ဖိုင်တို့ပြိုင်တို့ရတော့မယ့်အချိန်မှာကိုရန်ကုအဲ့လိုလုပ်နေတာကြောင့် ွဲရဲ့ရတ္တာလုံးဝပြတ်သွားတယ်။ပွဲရဲ့တံပိုးကကျော့ကျသွားတယ်။ဒီချိန်မှဆိုရင်ဆံဃာတစ်ကဖိထိုးနေပြီ။ဖိထိုးတဲ့အချိန်မှာကိုရံခုကအဲ့နေရာကိုထိပါတယ်။အဲ့နေရာမှာဖြစ်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့အနာတောင်းတော့ပွဲရတ္တာတံပိုးကြီးကလုံးဝအောက်ထိပြုတ်ကျသလိုကျော့ကျသွားပြန်တယ်။ဒါကြောင့်လဲပွဲပြန်စတဲ့အချိန်မှာဆံဃာတစ်ကဒေါသနဲ့လိုက်ထုတ်သလိုထိုးတော့တာ။ဒီချိန်မှာကိုရံခုကလူတော်ပြီးကြာသွားတယ်ဆွဲလဲလိုက်တော့ဗျမ်းမာတာဖြစ်သွားတာ အချိန်မှာပေါ့လေအဲ့အချိန်မှာဆန်ကားစစ်ကကျိုးဝမ်းတန်းကတားနေတဲ့ကြားကိုမရတော့ဘူးဖိထိုးတာဒူးနဲ့ပါတိုက်ပစ်လိုက်တယ်အဲ့တော့ကျိုးဝမ်းတန်းလူကြီးကဆန်ကားစစ်ကိုအဝါကပြပြပြီးသတိပေးရထိဖြစ်သွားခဲ့တာပေါ့လေပွဲကရုပ်ပြဆင်းပြဖြစ်ခဲ့တယ်ပွဲပြီးတဲ့အချိန်မှာတယောက်တစ်ယောက်အလဲမထိုးနိုင်ဘူးဒီတော့မဘိတန်လူကြီးရဲ့အဆုံးပြောက်ကိုခံရရတယ်မဘိတန်လူကြီးအားလုံးကဆန်ကားစစ်ကို အနိုင်ပေးလိုက်ကြတယ်ပေါ့လေဒီတော့ရော့ထန်ရောက်ပါဆန်ကားစစ်ဟာမနေ့က ပုံပြက်ပန်းပြက်အဖြစ်ဆုံးပွဲမှာသူ့ရဲ့ဝန်ကစားသမားဘဝဖြတ်သန်းမှုဒုတိယပွဲကိုအနိုင်ရရှိသွားတဲ့ကြောင်းပြည်သက်တွေသိရှိအောင်တိစပ်ပြပေးလိုက်ပါရခင်ဗျာတ िश ူအပိပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ